မယူသိန်းကိုတရားစွဲထားတဲ့ TransCB ရဲ့အမှုမှာအသေးစိတ်အချက်အလက်တင်များထွက်ပေါ်လာဘလုံးစားသူများအတွက်ကျွန်မရဲ့ဝမ်းမြောက်စံပြရတဲ့ဆက်လိုက်ပါမယ်မယူသိန်းကိုနင်းနာကျေးပေါင်တန်းကျော်ရရှိလိုမှုနဲ့တရားဆွဲဆိုထားတဲ့ကစားသမားဟောင်းတွန်စီဘီရဲ့အမှုမှာအသေးစိတ်အချက်အလက်များထပ်မံထွက်ပေါ်လာကြောင်းဗြိတိန်မီဒီယာတွေကဖော်ပြခဲ့ပါတယ်။လက်ရှိချိန်မှာဗလင်သိန်းရဲ့ကစားသမားဖြစ်တဲ့တရားခွန်ကိုနောက်ခံလို့တွန်စီဘီကမယူသိန်းထွက်အကယ်ဒမီထွက်ကစားသမားတူဖြစ်ပြီးမယူသိန်းမှာတော့ပြိုင်ပွဲဆုံး38ပွဲသာကစားခွင့်ရခဲ့ပါတယ်။ ်တရန်စီဘီယာမန်ယူကစားသမားဘဝနောက်ဆုံးနှစ်ဖြစ်တဲ့2022ခုနှစ်မှာဒရယာပြဿနာကြောင့်195ရက်ကြာအနားယူခဲ့ရပြီးအဲ့လိုဆုံရတဲ့အချိန်အနည်းနဲ့ရင်ဆိုင်ခဲ့ရတာကမန်ယူတင်းရဲ့ဈေးပတ်ဆိုင်ရာအကြံပေးမှုမှာပေါ်ဆားခဲ့တာကြောင့်လို့ယူဆခဲ့ပါတယ်။ဒါကြောင့်မလို့သူ့ရဲ့ကစားသမားဘဝတာလန်နဲ့ဝင်ငွေပေါ်မှာထိခိုက်မှုရှိစေတဲ့အတွက်နင့်နာကျေးပေါင်တသန်းကျော်ဒေါ်လာ1.3တသန်းအထိပေးအပ်ဖို့2025ခုနှစ်ဇူလိုင်လမှာတရားစွဲဆိုခဲ့ခြင်းဖြစ်ပါတယ်။ အခုအထက်တရားရုံးမှထွက်ပေါ်လာတဲ့အသေးစိတ်အချက်အလက်တွေအရ TransCPA တန်ရာက2029ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့တန်ရာပေါ်မှာအခြေခံချင်းဖြစ်ပြီးတော့မယူသိန်းကလုံလောက်တဲ့အနာယူချိန်မပေးခဲ့တာခွဲစိတ်အထုကူနဲ့ပြသဖို့ပြောက်ကွက်တာတွေကြောင့်ဖြစ်ကြောင်းသိရပါတယ်ထန်စီဘီ29နှစ်ကမန်ယူသင်းထွက်အနာဂတ်ကျယ်ဝင်ဖြစ်လာမယ်သူဖြစ်ထင်ကြေးပေးခံခဲ့ရပူပေမဲ့အငားချခရာခြင်းနဲ့သာအများဆုံးချိန်ကုန်ခဲ့ရပြီး2023တွင်ရာသီမှာလမ်းခွဲခဲ့ရပါတယ်။